နမောတတဗုဒ္ဓတော်အရဟတော်သမ္မာသမ္ဗုဒ္ဓတာနမောတတဗုဒ္ဓတော်အရဟတော်သမ္မာသမ္ဗုဒ္ဓတာနမောတတဗုဒ္ဓတော်အရဟတော်သမ္မာသမ္ဗုဒ္ဓတာအရဟတော်လူနာမြမသတ္တဝါအလုံးတို့၏ပူဇော်အထူးကိုခိုင်းယွန်းတော်မူထိုက်ထသောအရဟတော်လုံးစုံသောကိလေသာမှန်သမျှကိုအကျဉ်းအကြံမရှိအကုန်အစင်ပယ်တတ်တော်မူပြီးထသော အရဟတောစိတ်ခွေရရန်၌ပင်လင်မကောင်းမှုအကုသိုလ်ကို ပြုတော်မမူတတ်ထာသောသမာသမ္ဗုဒ္ဓတာအလုံးစုံသောတရားတော်တို့ကိုမဖောက်မပြန်သိမ်းမှုဉာဏ်ဖြင့်ကိုရတိုင်းထိုးထွင်းသိတော်မူပြီးထသော တသဘဂဝတ်သောဘုန်းတော်၆ပါးသခင်ထိုဘရားရှင်အားနမောယုသိမြတ်တို့မံ့ရချို့၍ရှ िख ိုးပါ၏ရှင်ဘုရားဒီနေ့ဘုန်းကြီးတို့တော်ကောင်းများအတွက် ကိုကိုကိုဆုံးမခြင်းအပိုင်း1ဆိုတဲ့ဓမ္မလက်ဆောင်တရားစကားကိုဝိညာဉ်မိနစ်30ခန့်ဓမ္မပရိသတ်များဘဝထဲမှာဓမ္မတွဲနိုင်စေဖို့ဘဝအရှိကိုဓမ္မအသိနဲ့ညှိနိုင်စေဖို့ပြန်လည်မျှဝေဟောကြားပေးမှာဖြစ်ပါတယ်ကိုကိုကိုဆုံးမခြင်းဆိုတဲ့စကားစုများသည်ဝိညာဉ်ကိုယ်တိုင်မိမိကိုယ်ကိုမိမိပြန်ပြီးတော့ဆုံးမတဲ့စာစုလေးတွေကို ပြန်လဲပြီးတော့စာအုပ်အဖြစ်ဖန်တီးရင်ကိုယ့်ကိုယ်ကို ဆုံးမခြင်းဆိုတဲ့စာအုပ်လေးဖြစ်လာခြင်းဖြစ်ပါတယ်။ဟိုဒီနေ့ဟောမဲ့တရားတော်များကလည်းပဲဒီကိုယ့်ကိုယ်ကို ဆုံးမခြင်းစာအုပ်မှာပါတဲ့စာစုလေးတွေကိုပဲဘုန်းကြီးတို့ကစာစုတစ်ပိုက်ချင်းတစ်ပိုက်ချင်းအလိုက်ကိုပထမဆုံးဖတ်ပြပြီးတော့အဲ့ဒီစာစုလေးတွေကိုပဲမိနစ်30စာလောက်တရားနာပရိသတ်များဘဝအရှိကိုဓမ္မအသိနဲ့ညှိနှိုင်းစေဖို့အနည်းငယ်ချက်ထွင်ပြီးဟောကြားပေးလိုတာဖြစ်ပါတယ်။ ဒီနေ့ဘုန်းကြီးကကိုယ့်ကိုဆုံးမခြင်းအပိုင်းတစ်ကိုဘုန်းတို့ပရိသတ်များအားအသည့်တစ်ခုအမျှပြုခြင်းပါတယ်။အဲဒီကိုယ့်ကိုဆုံးမခြင်းအပိုင်းတစ်မှာဘုန်းကြီးကဗာလိရေးထားလဲဆိုတော့စိတ်ကြီးတဲ့သူဟာတတိကြီးဖို့လိုတယ်။စိတ်ကြီးပြီးတော့တတိကသေးရင်စိတ်လိုက်မှန်ပါ လုံမိတတ်တယ်။တတိဟာစိတ်အားလုံးရဲ့အချုပ်ပဲ။တတိပိုင်းစိတ်ကိုနိုင်မယ်။တတိပိုင်းစိတ်ကမှားမယ်။ ဒါကြောင့်စိတ်ကြီးဖို့ထက်တတိကြီးဖို့လေ့ကျင့်ရမယ်စိတ်မြန်ဖို့ထက်တတိမှန်ဖို့ကြိုးစားရမယ်စိတ်မညစ်အောင်တတိအနည်းဆောင်ရမယ်ဒါအဲ့ဒီစာစုလေးမှာပါတဲ့ဘုန်းကြီးအဓိကစကားပါပဲစိတ်ကြီးတဲ့သူဟာတတိကြီးဖို့လိုတယ်ဆိုတာဘုန်းကြီးတို့ကိုယ်တိုင်လည်းပဲစိတ်ကမြန်တယ်ဒီကနေ့ဆိုစိတ်တိုးလိုက်ဒီကနေ့ဆိုအလိုမကျဖြစ်လိုက်ဒီကနေ့ဆိုစိတ်လိုက်မှန်ပါလောက်တယ်ဒါမျိုးလေးတွေဖြစ်တတ်တယ် အဲစိတ်ဆိုးတာစိတ်တိုတာစိတ်လုံးမချဖြစ်တာစိတ်ကြီးတာအားလုံးဟာဒေါသရဲ့သဘောတွေပဲဒေါသကမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဒေါသအဋ္ဌာဏသာနာတိဒေါသဖြစ်ရင် အကြောင်းအကျိုးအကောင်းအဆိုးမသိတော့ဒါကြောင့်ဒေါသတမအကန်းနဲ့တူအကန်းနဲ့တူတဲ့အတွက်ကြောင့်ဘာဖြစ်လို့ဒီဒေါသဖြစ်ရတာလဲဒေါသဆိုတာဖြစ်เสียအကြောင်းရှိလို့အာယုံရှိလို့ဒေါသဖြစ်လာတာ တော့ဒေါသဖြစ်เสียကအာယုံတစ်ခုပေါ်လာရင်ဒေါသဖြစ်เสียရှိလို့ဒေါသလေးကဖြစ်သွားတယ်ဖြစ်ရင်ဖြစ်တဲ့အခိုက်အတန့်မှာရက်ထားနိုင်ရင်တော့ပုရုษင်တဘာဝအတော်လေးစိုးကျိုးနေသွားမှာဒါပေမဲ့ဒေါသကိုဒေါသဖြစ်တာကိုမသိတဲ့အခါကျတော့အဲ့ဒီမသိစိတ်နဲ့ပဲဇက်တိုက်ဇက်တိုက်လှုပ်ပြီးတော့လူတွေမှာဒေါသအလျောက် ကြီးလွန်မိခဲ့တဲ့အမားတွေကအများကြီးဖြစ်သွားတယ်ညဘုန်းကြီးကဒီစာစုလေးမှာစိတ်ကြီးတဲ့သူဟာတတိကြီးဖို့လိုတယ်ဆိုတာလေးထည့်ပြောတာ ူကစိတ်တော်တော်ကြီးတယ်ဘုန်းကြီးတို့ကိုယ်တိုင်လည်းစိတ်ကြီးတယ်စိတ်အညှိုးတေးကြီးတယ်တခါတခါဘာပဲလုပ်လို့ကိုယ်ကိုယ်တိုင်လုံးဝမှစိတ်တိုင်းကြတယ်ဆိုတော့အဲ့လိုမျိုးလေးဖြစ်တဲ့အခါကျတော့တခါသူများကကိုကိုစိတ်တိုင်းကြမဖြစ်ရင်ကိုဘသာကိုပဲစိတ်တိုင်းမကြဖြစ်ပြီးတော့ဒေါသတွေထွက်အလိုမကျတွေဖြစ်ပြီးတော့သူတို့ကိုအပြစ်တွေလျှောက်မြင်နေတော့အဲ့တော့ဘေးကလည်းပဲဘယ်သူမှမပြောနိုင်ကိုစိတ်ကိုလည်းကိုကမသိနိုင်တဲ့အခါကျတော့ စိတ်အလျောက်စိတ်ကြီးတဲ့အလျောက်အမားတွေစတိုက်လိုက်ပြီးတော့လှုပ်လိုက်တဲ့အခါကျတော့ဆိုးကျိုးတွေကြီးပဲစတိုက်ဖြစ်ကုန်တော့တာ။နောက်ဘုန်းကြီးတို့ကစိတ်ကြီးတဲ့သူတွေမှာမြတ်စွာဘုရားရှင် အလိုတော်ရတတိကအရေးကြီးတာပဲ။ကိုယ်စိတ်မဖြစ်တယ်ဆိုတာ မသိတဲ့မောဟတရားကမဟုတ်တဲ့အလုပ်တွေမှာ စတိုက်စတိုက်ကျွလွန်တာတွေဖြစ်စေတော့တာ။လူတွေမှာစိတ်ကို ဘာစိတ်ဖြစ်တယ်ဆိုတာသိရင်အဲ့ဒီစိတ်အလျောက်မလုတ်ဖြစ်တော့စိတ်လက်မှမမလုတ်ဖြစ်တော့တတ္တဝါတွေအမှားလုတ်တယ်မဟုတ်တာတွေလုတ်တယ်ဆိုတာမသိလို့လုတ်တာသိသွားရင်မလုတ်တတိဆိုတာကအဲ့ဒီမသိစိတ်ကိုသိသွားအောင်သူက control လုပ်ပေးတာထိန်းချုပ်ပေးတာလက်သွားဘုရားရှင်တရားတော်များဟာလက်တွေ့ဘဝထဲမှာ apply လုပ်ဖို့ဘုရားကဟောကြားတော်မူတာဖြစ်တယ်နားထောင်ကောင်းရင်တက်တက်နားယုံတက်တက်မဟုတ်ဘုန်းကြီးတို့ဒီနေ့ပြောတဲ့ဓမ္မလက်ဆောင်လေးတွေဟာလည်းပဲ ဒါလေးတွေကိုသိပြီးတော့သူတော်ကောင်းများရဲ့ကိုယ့်ရဲ့ဘဝထဲမှာ apply လုပ်ပြီးလက်တွေ့ကျင့်သုံးပြီးတော့နေထိုင်ကြမယ်ဆိုရင် အထက်အလျောက်မြတ်စွာဘုရားရှင်တရားတော်နဲ့ဘဝကိုငြိမ်းအေးမှုရစေသွားမှာအမှန်ပဲစိတ်ကြီးပြီးတော့အဲတတိမကြီးဘူးတတိမရှိဘူးဆိုရင်စိတ်လိုက်မှန်ပါတယ်အကုန်လုံးလျှောက်ပြီးတော့လှုပ်ဖြစ်တယ်တခါတခါကျတော့လူတွေမှာဘာဖြစ်လို့ဒေါသထွက်ရတာလဲဘာဖြစ်လို့စိတ်လိုက်မှန်ပါလှုပ်ဖြစ်ရတာလဲ ာဖြစ်လို့စိတ်ဆိုးစိတ်တို့ဖြစ်ရတာလဲဆိုတော့သူကတခြားတခြားအာယုန်တွေကြောင့်လို့ပြောလို့ရဘသူကြောင့်ဘဝကြောင့်လို့လူတွေကအဲ့လိုထင်တာအမှန်ကတော့ကိုယ်တဏ္ဍာမှာရှိနေတဲ့ကိုယ်ဒေါသကြောင့်ဖြစ်တာကိုယ်ဒေါသကြောင့်ဖြစ်တာအပူဆိုတာတကယ်တမ်းကျတော့သူများပေးလို့ပူတာမဟုတ်ကိုကယူလို့ပူတာကိုကခံစားလို့ဖြစ်တာကိုကမယူရင်ကိုကမခံစားရင်အပူဆိုတာမရအဲ့တော့ကိုယ့်အပူကို အသည့်လေးနဲ့ညှိပြီးတော့နေမယ်ဆိုရင်အပူတက်တာအပူတက်တာမြတ်စွာဘုရားရှင်လက်ထက်ကအဲ့လိုပဲဒေါသလျောက်တိတ်ပြီးတော့လှုပ်တက်တဲ့ပုံနာကြီးတဦးရှိတယ်ဝိနုစာပေမှာတော့ဘာရဒွါစခေါ်ဘာရဒွါစပုံနာကြီးကအစဲချမ်းတယ်တော်တော်အစဲကြည့်တယ်အကောသဘာရဒွါစလို့ခေါ်တယ်ဘလောက်ဒီစဲလဲဆိုတော့ဒီနေ့မြတ်စွာဘုရားရှင်ကသူလာစဲတာဘုရားရှင်ကိုအမျိုးမျိုးလာစဲတာ တော့ဘုန်းနာကြီးကစိတ်လိုက်မှန်ပါဒေါသအနဲ့ဘုရားကိုလာပြီးတော့တိုက်ခိုက်တာဆိုတော့ဒေါသအနဲ့လာတဲ့သူကိုဘုရားကဒေါသနဲ့ပြန်မတုံ့ပြန်ဒေါသကဒေါသနဲ့ပြန်တုံ့ပြန်ရင် तू ကမီးကိုမီးနဲ့ရှို့တယ်လို့အကုန်လုံးလိုက်ပြီးတော့ तू လဲလောင်ကိုလဲလောင်ဖြစ်တယ်ဒေါသနဲ့လာစေတဲ့ဘုန်းနာကြီးကိုဘုရားကဒေါသနဲ့ပြန်မတုံ့ပြန်မယ်နဲ့မေတ္တာလေးနဲ့ပြန်တုံ့ပြန်ဘုန်းနာကြီးဘေးရန်ကင်းပါစေစိတ်ဆင်းရဲခြင်းကိုယ်ဆင်းရဲခြင်းကင်းပါစေ ချမ်းသာသောမိမိခန္ဓာကိုယ်ရွတ်ဆောင်နိုင်ပါစေဝိจิตတန်းကျေမေတ္တာပို့တဲ့သဘောမျိုးမဟုတ်ပဲနဲ့တကယ်ကိုပဲစိတ်ထဲမှာရှင်းလင်းပြီးတော့လေကြည်လင်းတဲ့စိတ်ကလေးနဲ့တကယ်ကိုပဲအကျိုးလိုလာတဲ့စိတ်ကလေးနဲ့ပုံနာကြီးကိုဘုရားကမေတ္တာပို့ကိုဘက်ကပုံနာကြီးကမေတ္တာကိုပထမတော့လက်မခံနိုင်သူ့ဒေါသအလျောက်သူ့ဟာသူလောင်းပြီးတော့ဘုရားကိုအမျိုးမျိုးဆဲတာအမျိုးမျိုးဆဲတော့ရိသက်ရေဆဲတယ်ဆိုတာကလေသူဆဲကိုဆဲဆဲမှအားရှိတာ သူကလည်းဆဲသူကဆဲတော့ကိုကလည်းပြန်ဆဲသူတစ်လုံးဆဲတော့ကိုကနှလုံးပြန်ဆဲဩဆဲတယ်ဆိုတာသူဆဲကိုဆဲဆဲမှာအရှိတာတယောက်တည်းဆိုရင်အာမရှိပုံနာကြီးကအဲ့လိုဖြစ်သွားတာသူတယောက်တည်းဆဲနေရသူတယောက်တည်းဆဲတော့ကြာတော့မောလာတာမောလာတော့မှခဏနားတဲ့အချိန်ဖခင်ကမေးတယ်ပုံနာကြီးတင်ဆဲလို့ပြီးပြီလားပြီးတော့မပြီးသေးဘူးရှင်ခေါရမဘာပြောမလို့ထွေတူးတော့ပြောစရာမကြီးပုံနာကြီးတဲ့တင့်ကိုဥပမာတစ်ခုပေးမယ်တဲ့ သင်အိမ်ကိုဆွေတော်မျိုးတော်တွေလာတယ်လို့ဆိုကြပါစို့အမျိုးဆွေတွေလာတဲ့အခါမှာအိမ်မှာရှိတဲ့စားပွဲတောက်ဖွဲ့တွေနဲ့တဲခင်းအဲခန်းသူတို့ပြန်သွားတဲ့အခါအိမ်မှာရှိတဲ့လက်ဆောင်လေးတွေထုတ်ထုတ်ပြီးတော့သင်အမျိုးတွေကိုသင်ပေးလိုက်တယ်လို့ဆိုပါစို့သင်ပေးလိုက်တဲ့လက်ဆောင်လေးတွေကိုသင်အမျိုးတွေကယူမသွားဘူးဆိုရင်အဲ့ဒါတွေဘမကြံမလဲဘုရားကပုံနာကြီးမေးတော့ပုံနာကြီးအာသူတို့ယူမသွားဘူးဆိုရင်တပည့်တော်ရှိမှပဲကြံမှာပေါ့တပည့်တော်အိမ်မှာပဲကြံမှာပေါ့ဘုရား လှုပ်ပဲပုံနာကြီးရတဲ့ခုနအသင်စဲတာတွေငါလက်မခံဘူးစင်အဲ့ဒါတွေဘလို့မှကြံမလဲဆိုတော့ပုံနာကြီးတို့ဟာဟုတ်တာပဲငါမှပဲကြံပါဗောငါပဲခံစားနေငါပဲပူနေတာပါဒေါပေါက်ပါအဲ့ဒါပရိသတ်ကြီးမြတ်စွာဘုရားကဒေါသကိုမေတ္တာနဲ့တတိတရားနဲ့ပြန်တုံ့ပြန်လိုက်တာဆိုတော့ဒေါသဖြစ်ရင်အဲ့ဒီခုနပုံနာကြီးလိုပဲကြံတဲ့လူကတော့ ူလားမပူလားမသိသေးဘူးဖြစ်ရင်ဖြစ်တဲ့သူကအရင်ပူတာဖြစ်တဲ့သူကအရင်ခံစားရတာပဲအဲ့ဒါကိုတတိမရှိဘဲနဲ့ဟိုဘက်ကစန့်ကျင်ဘက်ကလူကသူဒေါသဖြစ်လို့ကိုဘလိုက်ဖြစ်ရင်သူကကိုဘပူသွားတာဒေါသကနှစ်ဦးလုံးကိုပူစေတာဖြစ်တဲ့အတွက်ကြောင့်နောက်တစ်ဖက်ကကိုကိုဒေါသနဲ့လာရင်လည်းပဲကိုကတတိလေးကပ်ပြီးတော့ပြန်ထင်းရထို့အတူပဲကိုမှဒေါသတွေထွက်တယ်ဆိုရင်လည်းပဲကိုဒေါသလေးတွေကိုတတိလေးနဲ့ကပ်ပြီးတော့မကျူးလွန်မရအောင်ထိမ့်သိမ့်ရမယ် ဘုရားတို့စာပေမှာကိလေသာအဆင့်ကြီးအ level 3ဆင့်လောက်ရှိတယ်။လောဘဒေါသမောဟမာနစတဲ့အကုသိုလ်ကိလေသာတွေရာတဲ့အဆင့်တန်းအပြင်3ဆင့်လောက်ရှိတယ်။စာလိုပြောရင်နံပါတ်1ကိလေသာ အနုတ္တယကိလေသာခေါ်တယ်။ဟိုးတန်တရာအဆင့်ဆက်ထက်ကိန်းပြီးတော့နေတဲ့ကိလေသာတွေလောဘတွေဒေါသတွေမောဟတွေဘယ်တော့မှပါလာမှမသိတဲ့ကိလေသာတွေကိုကြီးမှာအဆိုင်ခဲอยู่ဖြစ်နေ အဲ့ဒီအနုတ္တယဆိုတဲ့ကိလေသာသေးသေးမွားမွားလေးတွေကတန်တရာတွေကပါလာတဲ့ကိလေသာလေးတွေကတဲ့ရဟန္တာဖြစ်မှသူပယ်တာအရတ္တမဉ္ဇဏ်နဲ့ပဲပယ်တယ်အဲ့ဒါအနုတ္တယကိလေသာရှိနံပါတ်1ကိလေသာကြောင့်ပရိယုဋ္ဌာနာကိလေသာဒုတိယလည်းပဲကြဒုတိယအဆင့်ပရိယုဋ္ဌာနာကိလေသာကြတော့အာယုန်နဲ့တွေ့ရင်ပေါ်လာတဲ့ကိလေသာမျိုးလောဘထွက်เสียအာယုန်တွေ့လို့လောဘထွက်သွားတယ်လောဘဖြစ်သွားတယ်ဒေါသ ထွက်เสียအာယုံတွေးလို့ဒေါသထွက်သွားဒေါသဖြစ်သွားတယ်။မောဟမာနဖြစ်เสียအာယုံနဲ့ကြုံလို့မောဟမာနတွေဖြစ်သွားတယ်။အဲ့ဒါကပရိယုဋ္ဌာနကိလေသာခေါ်တယ်ဒုတိယလဲပဲ။တတိယကိလေသာအစင်ကြတော့ तू ကလွန်ကျူးတဲ့အစင်တွေရောက်သွားတာ။လောဘကိုလောဘဖြစ်ုံနဲ့မဟုတ်ဘူးလောဘအလျောက်လွန်ကျူးမိလိုက်ရယူလိုက်တယ်ပိုင်ဆိုင်လိုက်တယ်ရအောင်ဖန်တီးလိုက်တယ်။ဒေါသထွက်เสียအာယုံတွေးလို့ဒေါသထွက်သွားတယ် ဒေါသထွက်ယုံနေမဟုတ်ဘူးတွေ့ရနေကောက်ပေါက်လိုက်တယ်ဆဲလိုက်မှန်ပါဆဲလိုက်တယ်ဆူလိုက်တယ်ဆူလိုက်တယ်အဝိတိတ်ကမအစဉ်ကိုရောက်သွားဘုရားတို့ပုရုဇဉ်တွေကသူတော်ကောင်းတွေလည်းပဲပုရုဇဉ်ဘုရားတို့လည်းပုရုဇဉ်ဆိုပုရုဇဉ်တွေမှာကကိလေသာတွေကတော့ရှိနေတာပဲအဲ့ခုနကအစဉ်ဆက်ကိန်းနေတဲ့အနုတ္တိကိလေသာရဟန္တာဖြစ်မှပယ်မှာဆိုတော့ကိလေသာကဒါမျိုးကြတော့ဘုရားတို့ကလည်းပယ်နိုင်အောင်မဟုတ်ပုရုဇဉ်တွေမှာပယ်နိုင်ဘူး ဘာလေး apply လုပ်ဖို့ practice လုပ်ဖို့လေ့ကျင့်ဖို့လိုလဲဆိုတော့လောဘဖြစ်စရာအအောင်နဲ့တွေ့လို့လောဘဖြစ်သွားတယ်လက်တွေ့အဲ့ဒီလောဘကိုအကောင့်ထဲပေါ်တဲ့အဆင့်တိရောက်မသွားအောင်ထိမ့်လိုက်နိုင်ပြီဒါအတော်မြတ်သွားတဲ့ကလျာဏပုတ္တဆင်အဆင့်ရောက်သွားဒေါသတွေ့စရာအယုံတွေ့လို့ဒေါသထွက်သွားတယ်ဒေါသအလျောက်သူကကျွလုံတဲ့အဆင့်တိရောက်မသွားအောင်ထိမ့်လိုက်နိုင်ပြီဆိုရင်အော်ထောင်းနဲ့ဒေါသထွက်သွားတယ်ဒေါသထွက်ပြီမဲ့အဲ့ဒီဒေါသအလျောက်ချက်ချင်းအကောင့်ထဲမပေါ်ဘဲနဲ့ ဟာကိုဒေါသကိုဆဲတဲ့အစင်ဒီရောက်မသွားအောင်လက်တွေလွန်ကျူးတဲ့အစင်ဒီရောက်မသွားအောင်တတိလေးကအချိန်မီထိမ့်လိုက်နိုင်ပြီဆိုဝီတိတ်ကမအစင်ကိုရောက်မသွားတော့ဒါဆိုရင်တော်တော်လေးကိုအစင်ပြေသွားတယ်တော်တော်လေးကိုဟိုအကျိုးတက်ရောက်မှုရှိသွားတဲ့ပုထုဇဉ်ဖြစ်သွားကလျာဏပုထုဇဉ်အစင်ကိုရောက်သွားကျွန်တော်ဒေါသကိုချက်ချင်းအကောင့်ထဲမှာဖော်ရဘူးတဲ့ဘုန်းကြီးတို့ဗာဘူးတဲ့စာအုပ်လေးကပိုတော်ဂျူစီယာကောင်းတယ်အမေရိကန်သမရိုင်းအီဘရိုင်းလင်ကွန်း ဣဗရာဟင်လင်ကွင်းရဲ့ဒေါသဖြေနည်းလေးကအတော်ကောင်းတယ်သူကလူတယောက်ကိုစိတ်ဆိုးပြီးဒေါသထွက်ပြီးဆိုရင်တဲ့စိတ်ဆိုးတဲ့လျှောက်ဒေါသလည်းလျှောက်သူ့ကိုသွားပြီးတော့ချက်ချင်းမတုံ့ပြန်သူဒေါသဖြစ်တဲ့အခါစိတ်ဆိုးတဲ့အခါတွေကိုစာရွက်တရွက်မှာကောက်ပြီးတော့ရေးလိုက်တာချက်ချင်းရေးသူပြောချင်တဲ့အကုန်ရေး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 ရေးပြီးတော့မှအဲ့အလေးခောက်ပြန်ဖတ်ပြီးခောက်ပြီးတော့စာရည်တဲ့ထက်ပြီးတော့မှစာရည်လေးပုံမှာစာလေးရေးထားတယ်မနက်ဖန်ကမှပေးရန်ဆိုပြီးရေးပြီးတော့အဲ့အလေးစပွဲပေါ်တင်ထားတယ် ဧဘရာဟိလင်ကွန်။နောက်နေ့မနေ့ကျတော့သူရေးခဲ့တဲ့စာလေးပြန်ဖတ်လိုက်တော့မှမဘေးဖြစ်တော့ပဲနဲ့အဲဘုံထဲကိုထည့်တာစက်ကိုဘုံအထက်လိုက်ရေးရသွားတယ်။ဧဘရာဟိလင်ကွန်ရဲ့ဒေါသကိုချက်ချင်းအကောင့်ထဲမပေါ်ဘဲနဲ့ဖြေရှင်းတဲ့မပေါ်ဘဲနဲ့ဖြေရှင်းတဲ့နီးလေးကဒါအတော်အတူယူစရာကောင်းတယ်။လူကစိတ်လက်မှန်မှလုံနေတဲ့ဖြစ်တဲ့အချိန်မှာကောက်ပြီးတော့ချက်ချင်းသွားပြီးအကောင့်ထဲပေါ်လိုက်ရင်ပြောလိုက်ပြီးစင်အမားတွေပဲဖြစ်တယ်။ ဆိုတော့တိတ်မခံစားနိုင်ဘူးဆိုရင်တော့ခုနကပြောဆိုဆာရွက်လေးအလွတ်မှာကောက်ပြီးတော့ရေးချေးပြီးတော့ပြန်ဖတ်ဒီနေ့ကောင်းတယ်မပေါ်နောက်နေ့မနေ့ကျတော့ပြန်ဖတ်လိုက်တဲ့အခါကျတော့အီဘရာဟင်လင်ကစိတ်လက်မှန်မှာရေးထားတဲ့စာရဲ့အမားတွေပဲဖြစ်နေသီးတော့မပေးပြီတော့ပဲနဲ့စာရတဲ့ထက်စက်ကူဘုံနဲ့ထည့်လိုက်တာစက်ကူဘုံတစ်ထပ်လောက်ရသွားအဲ့ဒါဒေါသရဲ့ဖြည့်ရှင်းနေပဲပရိယုဋ္ဌာဏအာယုန်နဲ့တွေ့လို့ပေါ်လာတဲ့ကိလေသာဝိတိတ်ကမလွန်ကျွတဲ့အစင်တွေရောက်မသွားဘူးဆိုရင် တော်တော်ကိုတန်ဖိုးရှိတဲ့ဘဝကိုဘုန်းကြီးတို့တော်တော်ကောင်းများပိုင်ဆိုင်နိုင်ကြတာဖြစ်ပါတယ်။ကျွန်တော်ဘုန်းကြီးကိုကိုဆုံးမခြင်းအစားပိုက်လေးอ่ะအဲ့ဒါပါပဲ။စိတ်ကြီးတဲ့သူဟာဒေါသကြီးတဲ့သူဟာတတိကြီးဖို့လိုတယ်ဆိုတာ။လူတိုင်းလူတိုင်းပုထုဇဉ်သဘောကစိတ်လိုက်မှမှစိတ်ဒေါသဆိုတာရှိတတ်တာပဲ။စိတ်အပြစ်တို့ရှိတတ်တာပဲ။တိုးတော်လည်းပဲအဲ့ဒါတွေကိုတတိလေးကကတ်ပြီးတော့ထိန်းနိုင်မှတန်ဖိုးရှိတယ်။တခါကဒေါသကို ဘာဖြစ်လို့ဒေါသတွေကဇက်တိုက်ဆက်လက်မှမှထွက်သွားရတာလဲဘာဖြစ်လို့ဇက်တိုက်ဇက်တိုက်ဓာရီကို အမားတွေဆက်လုံမိလိုက်တာလဲဆိုတော့အဲ့ဒီဒေါသစိတ်ကို မသိလို့ဖြစ်သွားတာကိုဒေါသထွက်တာကိုမသိလို့ဖြစ်တာမသိတော့အဲ့ဒီဒေါသလျောက်ရှော့ပြီးတော့မသိစိတ်နဲ့ဇက်တိုက်ဇက်တိုက်သူကကျุလုံမှုတွေဖြစ်ကုန်အကယ်၍မဲ့အဲ့ဒီစိတ်ကလေးကိုတိတယ်ဆိုရင်တိရယ်ဆိုတာတတိရှိမှတိတာတတိမရှိရင်မတိဘူး ဒေါသဖြစ်တာကိုမသိတော့ဒေါသအလျောက်လုံးပြီအဲ့တော့ပုထုဇဘာဝတတိလေးကပ်ပြီးတော့ဒေါသတွေဖြစ်ရင်အဲ့စိတ်ကလေးကိုမြင်အောင်ကြည့်လိုက်ကိုဖြစ်နေတဲ့ခံစားချက် emotion emotion ကို control လုပ်နိုင်တယ်ခံစားချက်ကို control လုပ်နိုင်တယ်ဒေါသထွက်လာရင်ဖြစ်ပေါ်လာတဲ့ခံစားချက်က exciting ဖြစ်တာအာစိတ်လှရှားတာတွေဖြစ်တာဇက်ဇက်တုံလာတာဆိုဘုန်းကြီးတို့ဇာပင်မှာ IQ နဲ့ EQ ဆိုအင်္ဂလိပ်စာပေမှာရှိတယ်။ intelligent quotient နဲ့ emotional quotient IQ ကအသိဉာဏ်စွမ်းအားမှတ်ဉာဏ်စွမ်းအား emotion နဲ့ quotient က EQ ကြတော့ခံစားချက်ကိုထိန်းချုပ်နိုင်တဲ့စွမ်းအားမှတ်ဉာဏ်စွမ်းအားတွေဘလောက်ပဲမြင့်မြင့် emotion EQ ကို control မလုပ်နိုင်ခံစားချက်ကိုမထိန်းချုပ်နိုင်ဘူးဆိုရင်အဲ့ဒီလိုအထက်ကိုမရောက်ခံစားချက်အလျောက် ကောင်းတဲ့ပေါ်တဲ့လူဟာစိတ်လိုက်မှပါလုတ်တဲ့လူဟာဘယ်တော့မှအောင်မြင်မှုကိုမရဘူးဆိုတော့ IQ တွေဘလောက်ပဲမြင့်မြင့် EQ ဆိုတဲ့ emotion ကို control လုပ်နိုင်တဲ့စွမ်းအားမြင့်မှသာလေလူတစ်ယောက်ဟာဘဝအောင်မြင်မှုရတယ်ဘဝအစဉ်တန်းကိုရတာဆိုတော့ကိုယ်မှာဖြစ်တဲ့ဒေါသစိတ်ကိုချက်ချင်းအကောင်ထဲမဖော်ဘဲနဲ့ဒေါသဖြစ်ရင်အဲ့ဒီဒေါသစိတ်ကလေးကိုသိအောင်တတိလေးကပ်ပြီးတော့ကြည့်လိုက်တတိယအချုပ်ပဲ တတိလွန်သွားလို့မှားသွားတယ်တတိများသွားလို့မဟုတ်တာတွေလုံးဖြစ်တယ်ဆိုတော့လောကမှာမရှိဘူးတတိလွတ်သွားလို့မှားသွားတာတတိလွတ်သွားလို့မဟုတ်တာလုံးမိတာဒါပဲရှိတယ်ဒါကြောင့်မြတ်စွာဘုရားကအိုးဘုရားဖြစ်တော်မူတဲ့အစပြီးတော့ပြိဋိဘံဇံတော်မူတဲ့အထိပဲဒီစကားလုံးကိုအမြဲတမ်းပြောတယ်အပမဒေနသံပါဒေထအပမဒေနမမိမလျော်မပေါ်မဆတဲ့တတိတရားနဲ့သံပါဒေထကိုစီကိုငါပြည့်စုံနေရမယ် ဘုရားကဘာပဲဖြစ်ဖြစ်တိနေပါတိခိုင်းတာ realize လုပ်ခိုင်းတာလူတွေမှာတိတာနဲ့ခံစားတာကိုမတူအာယုံတစ်ခုကို အရှိအတိုင်းတိနေမခံစားဘူးမတိလို့ခံစားတာဒေါသဖြစ်လာတယ်ဒေါသဖြစ်တဲ့သဘောကိုတိနေရင်သူက ခံစားချက်မှာပါတယ်အဲ့သူ့အရှိအတိုင်းလေးပဲတိပြီးတော့အဲ့ဒေါသစိတ်ကလေးကညော့သွားဒေါသဖြစ်တာကိုမသိတော့စိတ်ထဲဖြစ်တဲ့အတိုင်းလိုက်ပြီးတော့ခံစားတဲ့အခါကျတော့အာဟုသူတွေဖြစ်တယ်မဟုတ်တာတွေလုံးမိတယ်ဆိုတော့အဲ့ဒီစိတ်ကလေးကိုတိတယ်ဆိုရင်တတိလေးကကတ်ထားရတတိကတ်သွားတာနဲ့အဲ့ဒီဖြစ်နေတဲ့ခံစားချက်ဒေါသကညော့ကိုညော့သွားတော့မြတ်စွာဘုရားကဘာပဲဖြစ်ဖြစ်တိပါဆိုတာတိတာနဲ့ခံစားနေခိုင်းတာလည်းမတူဘူးတိတာကသူ့အရှိတိုင်းလေးတိ တခါတခါဘုန်းကြီးတို့တရားအားထုတ်ရတဲ့အခါမှာလည်းပဲတည်ခြင်းမတည်ခြင်းဘာကွာလဲဆိုတော့တရားအားထုတ်တဲ့အခါမှာကိုယ်ကလည်းကိုယ်တတိမကတ်တဲ့အခါကျတရားထိုင်နေတဲ့လူမှအတွေးတွေဝင်နေတာအတွေးတွေဝင်နေတာကိုအတွေးကိုမသိတဲ့အခါကျတဏှာရီတရားထိုင်နေအဲ့အတွေးတွေကလိုက်ပြီးတော့လျှောက်ပြီးတွေးနေတာအဲ့အတွေးတွေနဲ့တဏှာရီတရားထိုင်နေတခါကျရင်နိုင်ဝက်ကြော်တိအတွေးကိုမသိဘူး55မိနစ်အတွေးကိုမသိဘူးမိနစ်50လောက်တည်းမတွေ့ဘူး တတိလေးပြန်ဝင်လာတာဟာငါတွေးနေပါလားလို့တိလိုက်တဲ့အခါမှာတွေးတဲ့စိတ်ကမရှိတော့ဘူးတိတဲ့စိတ်ကလေးကရောက်လာဟောတတိကပြန်ဝင်သွားတဲ့အခါကျတော့အတွေးစိတ်ကပျောက်သွားတယ်ညဘုရားကအေးဘာပဲဖြစ်ဖြစ်တိပါစေဆိုတာဘလို့ emotion ဘလို့ခံစားချက်မျိုးပဲလာလာအဲ့ဒါလေးကိုတိလိုက်လို့ရှင်ဒေါသစိတ်ကိုတိရင်ဒေါသကစိတ်မထွက်တော့ဘူးလောဘဖြစ်တာကိုတိရင်လောဘကရှိကိုဆက်မသွားတော့ မောဟမာနဖြစ်တာကိုသိရင်မောဟမာနတွေရှိ ਉ မဆက်တော့မသိလို့ကိုအဲ့လောဘအလျောက်ဖြစ်တာဒေါသအလျောက်ဖြစ်တာမောဟမာနကြောင့်ဖြစ်သွားတာဆိုတော့မြတ်စွာဘုရားရှင်ရဲ့သဘောကတော့လူတော်အရာတော့ emotion ဘလို့ခံစားချက်မျိုးပဲလာလာအဲ့ဒီခံစားချက်ကိုသိအောင်ကြိုးစားပါသိရင်ခံစားချက်ကစိဟုဆက်မသွားတော့ခံစားချက်ကယော့သွားစိတ်ကြီးတဲ့သူဟာတတိကြီးဖို့လိုတယ်တတိသေးရင် စိတ်လိုက်မှန်ပါလှုပ်တတ်တယ်ဆိုတော့ဘုရားတို့ကအဲ့ ဒီကိုယ့်ကိုဆုံးမခြင်းအပိုင်းမှာအဲ့ဒါလေးကိုအထူးပြုပြောတာတတိဟာစိတ်အားလုံးရဲ့အချုပ်ပဲဆိုတာတတိမပါရင်ဘလို့စိတ်ပဲဖြစ်ဖြစ်အမျိုးမျိုးပေါ်လာတတိရှိနေရင်အဲ့ဒီပေါ်လာသမျှစိတ်တွေကိုတတိက control လုပ်ပေးတဲ့အတွက်ကြောင့်ကိုယ့်အပေါ်မှာရှိနေတဲ့ဖြစ်ပေါ်လာတဲ့ခံစားချက်ကိုတတိလေးကနိုင်သွားတဲ့အခါကျတော့စိတ်ကြောင့်ဖြစ်ပေါ်လာမယ့်အမှားတွေကိုမရှိတော့ဘူး တတိပိုင်ရင်စိတ်ကိုနိုင်မယ်တတိပါရင်စိတ်ကမှားမယ်။ဟောဒီစကားလေးကသိပြီးတော့တန်ဖိုးရှိတယ်။တတိပိုင်ရင်စိတ်ကိုနိုင်မယ်တတိပါရင်စိတ်ကမှားမယ်။ကိုကဒီတတိလေးကိုပိုင်ထားရင်ကိုယ်စိတ်ကလေးကိုကိုကနိုင်သွားတယ်။တတိမြန်ရော့သွားတာနဲ့အဲစိတ်ကမှားတော့တယ်အမှားတွေလုံမိတာ။ဒါကြောင့်စိတ်ကြီးဖို့ထဲတတိကြီးဖို့လေ့ကျင့်ရမယ်။စိတ်မြန်ဖို့ထဲ တတိမှန်ဖို့ကြိုးစားရမယ်စိတ်မညစ်အောင်တတိအနှစ်ဆောင်ရမယ်ဆိုတာမြတ်စွာဘုရားရှင်ကတတိကိုအထူးပြုပြီးတော့ပြောတာဖြစ်တဲ့အတွက်ကြောင့်ဘုရားမျိုးကဒီကိုယ့်ကိုဆုံးမခြင်းဆိုတဲ့အပိုင်းတင်မှာဗာလေးကိုအထူးပြုပြောခြင်းနဲ့ဆိုတော့စိတ်ကြီးတဲ့သူရဲ့တတိနဲ့ဒါလေးကိုအထူးပြုပြောခြင်းတာဒေါသအလျောက်လုံးမိတာတွေဖြစ်တတ်တဲ့အတွက်ကြောင့်ကိုယ်စိတ်ကိုဘာဖြစ်တယ်ဆိုတာသိခြင်းရင်ကိုယ့်ကိုယ်ကိုတတိလေးအမြဲကတ်ထားရမယ်တတိမပါတဲ့စိတ်ဟာ အမားကိုဇက်တိုက်ကျူးလွန်မိတတ်တဲ့အတွက်ကြောင့်မြတ်စွာဘုရားရှင်အလိုတော်ရ mindfulness တတိရှိခြင်းဟာကိလေသာအာယုန်တွေကိုပယ်ခွာစေနိုင်တဲ့အတွက်ကြောင့်တတိရှိတဲ့သူနဲ့တတိမရှိတဲ့သူတိတ်ပြီးတော့ကြွာချတယ်။ဘုရားကဘလောက်တိပြောလဲဆိုရင် အပမတော်အမတန်ပဒံပမတော်မစ္ဆုနောပဒံလို့မိန့်တယ်။အပမတော်တတိမရှိတဲ့သူမိနေတဲ့သူဟာတဲ့ပမတော်မစ္ဆုနောပဒံတည်နေတဲ့အတူတူပဲတူတူပဲတဲ့ တတိမရှိတဲ့သူဟာတည်နေတဲ့သူနဲ့အတူတူပဲပမာတော့မစ္ဆုနောဗဒံမမေ့တဲ့သူကတော့နိဗ္ဗာန်ကို သွားနေတာနဲ့အတူတူပဲဆိုတော့တို့တွေကမေ့နေတဲ့သူလားမမေ့တဲ့သူလားမေ့နေရင် အသက်ရှင်နေပေမဲ့တည်တာနဲ့အတူတူပဲမမေ့တဲ့သူကတော့အသက်ရှင်နေပေမဲ့တည်ချင်းခင်ရနိဗ္ဗာန်ကို သွားနေတာနဲ့အတူတူပဲဆိုတော့အဓိကဘုရားရှင်ကိုယ်တော်မြတ်ကြီးကတတိကိုအထူးပြုပြီးတော့ အမြဲတမ်းလက်ကင်ထားစီခြင်းတာပဲတတိပဋ္ဌာနတုတ်ရဲ့အချုပ်လုံးကလည်းတတိကိုအထူးပြုခိုင်းတာပဲအဲ့ဒီတတိပဋ္ဌာနတုတ်မှာလာတာကစကလုံးလေးတစ်လုံးနဲ့ပဲယထာဘူတံပါဇာနာတိယထာဘူတံအရှိကို အရှိအတိုင်းပါဇာနာတိတိရမယ်တဲ့ကိုယ်စိတ်မှာဘာပဲဖြစ်ဖြစ်စိတ်မှာပဲဖြစ်ဖြစ်ရုပ်မှာပဲဖြစ်ဖြစ်ဖြစ်သည်မြပေါ်သည်မြအရာတွေကိုဖြစ်စေဖြစ်ကြပေါ်စေပေါ်ကြမှာ သူ့ရဲ့အရှိအတိုင်းလေးပါလိုက်ပြီးတော့သိရတယ်တဲ့အဲ့ဒါကိုသတိပဋ္ဌာန်ဝိပဿနာဆိုတာအဲ့ဒါပဲပြိတ္တိစိတ်နဲ့ရုပ်မှာပေါ်သမျှအရာတွေကိုဖြစ်စေဖြစ်ကဲပေါ်စေပေါ်ကဲမှာသိရင်ဒါတရားပဲဆိုတော့ကိုယ်စိတ်ထဲမှာခုနကဖြစ်ပေါ်တဲ့ emotion ကြောင့်ခံစားချက်ကြောင့်ဖြစ်ပေါ်လာတဲ့စိတ်လိုက်မှန်ပါလှုပ်ထားတယ်ဒေါသအလျောက်ဖြစ်ပေါ်တာတွေကိုသတိလေးကပ်ပြီးတော့အဲ့ဒီသတိကိုအဲ့ဒီစိတ်ကလေးကိုသတိလေးနဲ့နိုင်အောင်ထိန်းထားပြီးဆိုရင် တတိကနိုင်သွားရင်စိတ်လိုက်မှမလုထားလဲယော့သွားတော့မှဖြစ်တဲ့အတွက်ကြောင့်ကိုယ်စိတ်မှာဘာဖြစ်တယ်ဆိုတာတတိလေးကပ်ပြီးတော့မိမိကိုယ်ကို အသုံးချမိမိကိုယ်ကိုနှလုံးလှအောင်စူးစမ်းပြီးတော့အသုံးချပြီးဘဝတလမ်းမှာတတိကပ်ပြီးတော့ချမ်းသာစွာ နေထိုင်နိုင်တဲ့သူတော်ကောင်းများဖြစ်ကြပါစေကုန်တော့တတိ